မင်္ဂလာပါရှင်ကိုစီတင်တစီမျိုးတော်ချန်နယ်ရနေကျူဆူလိုက်ပါတယ်ဒီချန်နယ်ရနေပရိသတ်များအတွက်ဇနကောင်းများစွာကိုတင်ဆက်ပေးနေပါတယ်ဒီနေ့မှာတော့စာရေးဆရာနောင်ယိုးစီရဲ့အယူသူတော်အပိုင်း90ယူသူတော်နဲ့မအေးစိန်နဲ့မှန်ထောင်ကဝေဆိုတဲ့ဇလန်းကိုတင်ဆက်ပေးသွားပါပါဇလန်းလေးမစတင်ခင်မှာတော့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်ဟေးအေးစိန်ညီအခုတလော တားရည်တွေတိတိတသာစုပြည့်ပြီးတော့လှလာတယ်နော်။ဟင်ဟုတ်လားမသိ။ဟုတ်တယ်တော့ရေစုပြည့်ုံနေမဟုတ်ဘူး။လူကလည်းတင်းရင်းပြီးတော့လှလာတယ်။ဒီပုံစံအတိုင်းဆိုရင်တော့တော်နဲ့ပတ်သက်ပြီးအကြခင်စားရတောက်ရတော့မယ်ထင်တယ်။အများကြီးချင်းပြောနေအားကျမမောတဲ့အကြည့်တွေကိုမအေးစိန်တယောက်ခက်ဖို့ဖို့ဝေးရှိမိရင်တုံ့ပြန်ခဲ့တယ်။ပင်တော်ရွာထဲမှာမုတ်ဆူးမမအေးစိန်တယောက်တိတိတသာကိုလှပပြေဆုံးလာတယ်။ရှင်ရဆိုရင်မအေးစိန်က ယောက်ျားဖြစ်သူအယသမားပေတို့ရဲ့နှိမ့်ဆက်ကလူပြုမှုကြောင့်အမြဲတမ်းစိတ်ဆင်းရဲကိုဆင်းရဲနဲ့ပိန်လီပိန်နဲ့အယိုးခောက်ခက်နဲ့ရှိနေခဲ့ရတယ်။ခုတော့အယသမားပေတို့ကောက်ခံငင်းကကွင်လွန်ခဲ့ပြီးမုတ်ဆိုးမခွေကိုမအေးစိတ်ခံယူပြီးတဲ့နောက်တစ်နှစ်တောင်မပြည့်သေးဘူး။အရှင်အားနေတခြားစီလှလူပလူဝါလူဖြိုးလူဒီလိုကြောက်လေလူပြူကလာသားရီချမ်းမှာမအေးစိတ်ရဲ့အလှကုန်းတရင်ကတင်းပြန့်လာတယ်။မုတ်ဆိုးမဖြစ်ဖြစ်ဘာဖြစ်ဖြစ် မအေးစင်ဦးသားပေါင်းရိုင်တင်ရမယ်ဆိုရင်လေတင်လို့ပါရဲ့ကာလာသားတွေဒီလိုကြွေးကြော်လာသူတွေတောင်ရှိနေတယ်တကယ်တော့အများမသိတဲ့အကြောင်းကအေးစင်တယောက်လင်းဖြစ်သူတေဆုံးပြီးမှဘာကြောင့်များခုလိုနေချင်းညချင်းနှာလာလဲဆိုတဲ့အကြောင်းပဲတကယ်လို့သာအိမ်တို့ကြွေးကြော်သူတွေအေးစင်အကြောင်းသာသိခဲ့ရင်တော့ညနေလွန်ချိန်အေးစင်ရဲ့အိမ်ထဲမှာဥရိတာယောက်ျားတယောက်ရှိနေတယ်ဒီလူကရွာနောက်ဖက်ထိတ်မှနေတဲ့ လူပြိုကြီးမြထောင်းပေး။ "तू ကဒီညမှာအေးစင်ရဲ့ချင်းဆူမှုကြောင့်တိရစိတ်အိမ်တွင်းကိုရောက်နေတာ။အေးစင်ကညအိတ်ခန်းဒီကပိုးကယုအနေထားနဲ့ကုမြတော်ကိုလက်ခံတွေ့ဆုံနေ။ကုမြတော်ကအေးစင်ကိုကြည့်ပြီးရှင်ခုန်တန်တွေစူညံလို့ပေါ့။တော်လာတာဘသူတွေမြင်သွားခဲ့တယ်လေကိုတော်။ဘသူမှမမြင်ပါဘူးအေးစင်။သိကြလို့လား။သိကြတာထက်ပိုပါတယ်။ကိုတော်ကလမ်းယိုတိုင်မလာပဲ။ဟိုးနောက်ဘက်ကနေလာခဲ့တာ။အင်း အေးစိန်တနောက်ပဲတုံ့ပြန်နေပါပါကျိုးမြတော်ကအေးစိန်နာကိုကင့်လိုက်တယ်လက်လေးကိုလှမ်းကင်နေအေးစိန်ရဲ့အချစ်ကိုကိုတော်ပိုင်ဆိုင်ခွင့်ရလို့တိတ်ကိုပြောရတယ်ဒီအတွက်သိရမယ်ဆိုရင်တော့သိပြောတယ်သိလားအေးစိန်အသားရပြုံးနေဒီအပြုံးမှာအရေးငွေအချို့ပါဝင်နေတာတော့ငါးစားတာမြင်ပြီးချိန်မမြင်နဲ့ငမိုက်သားဘယ်သိနိုင်ပါမလဲကိုတော်ဟင်းအေးစိန်အေးစိန်မျက်နှာလေးတောင်းခဲ့ပြီးညာတော်ကိုညတတကြည့်တယ် ပြောလေအေးစိန်အေးစိန်ကအသာပြုံးပြီးမျက်လွာကြည့်တွေကိုချလိုက်တယ်ပြီးတော့မှကိုတော်အေးစိန်ကိုချင့်လိုက်ဟာပဲနဲ့မေးလိုက်ပါလေအေးစိန်ရဲ့ချစ်တံမှာချစ်ပေါင်းတသောင်းလောက်ပေါင်းပြီးပြေမိကျင်တာတကယ်လားတကယ်ပေါ့အေးစိန်ရဲ့အေးစိန်တို့အသက်ပေးရမယ်ဆိုတာရောညာပြောတာလားဘာအတွက်ညာရပါမလဲအေးစိန်ရဲ့ဒါဆိုတကယ်ပေါ့တကယ်မဟုတ်ဘူးစေကဲစေကဲအေးစိန်ဘာမှမပြောတော့ဘူး ခေါင်းကတန်ငုံပြီးတော့နေတယ်။ဒီပုံကြည့်ပြီးညတော့မနေတာတော့အေးစိန်ရဲ့လက်ကိုကန့်ရာနေတဆင့်တိုးပြီးပခုံးလေးကိုလှမ်းဖတ်တယ်။အေးစိန်အေးစိန်ပြန်မထူခေါင်းကိုငုံထားမြဲပဲ။အေးစိန်ကိုတော့ခုံနေရလေ။ကျောလေ။အေးစိန်နဲ့ကိုတော့ဟိုအဟုလေ။ညတော့ရဲ့စကားကရှိမတက်ပြီမဲ့အေးစိန်ကိုဆွဲဖက်လိုက်တော့တယ်။ပြီးတော့နန်းဆိုင်ဖို့အေးစိန်ရဲ့မျက်နှာစီကိုချင်းကတ်တဲ့အချိန်မှာဟာပိုင်းလေ ညာတော့လက်နဲ့ကြားဟိအော်တယ်။အေးစင်ရဲ့မျက်နှာရင်လိုစူပြေပြီးလှပရည်မျက်နှာမဟုတ်တော့ဘူး။ဦးမင်းရွတ်သွားနေတယ်။အေးစင်ရဲ့မျက်နှာတွင်ပြင်ကိုမြင်ရတာတကယ်ကိုကြက်သိမ်းထပွဲပဲ။ညာတော့အလက်နဲ့ကြားနဲ့နောက်ကိုစုပ်တယ်။ဒါပေမဲ့အေးစင်ရဲ့လက်တွေကသူ့ကိုနှွေးရှင်လိုရစ်ပတ်ထားပြီ။ညာတော့အိုဟစ်ဖို့ကြိုးစားတယ်။ညာတော့အတန်ထွက်မလာတော့သူ့ရဲ့လက်မျိုးစီမှာအေးစင်ရဲ့လက်ချောင်းတွေရှင်နေရာတိုးဝင်နေခဲ့ပြီ။ ကုမြတောင်းရင်ပြောင်းနေတာတုံးရရှိပြီတဲ့ရွာနောက်ဖက်ထိတ်မှနေတဲ့လူပြိုကြီးမြတောင်းပျောက်ဆုံးနေတဲ့အကြောင်းကရွာထဲမှာပြန့်နှံ့နေတယ်ရဲတွေရောက်လာပြီးဒီကိစ္စအတွက်ကိုလည်းစုံစမ်းကြတယ်သူ့အိမ်ထဲမှာချီရလက်ရဘာမှပြတ်မနေဘူးအိယာဆိုရင်လည်းခင်းလျက်သားသူစည်းတဲ့ဖနက်ကအိမ်မှာရှိမနေဘူးဒီအတွက်တဏိယာယာထွက်သွားပြီးပျောက်ဆုံးနေလို့ယူဆကြတယ်သူပြောင်းမိညညပိုင်းချိန်ထိသူ့အိမ်မှာပဲရှိနေခဲ့တဲ့အကြောင်းကိုရဲတွေစီ သူ့ရဲ့ညီတဝန်းခွေမောင်လာပြောတယ်။ကျုပ်နဲ့အိခန်ဒီဒီစကားပြောနေတာ။ကျုပ်ရဲ့ငတုရဲ့လည်းပါတယ်။ကျုပ်တို့မနဲ့ကိုဖွဲသွားပူမဲ့ကိစ္စပြောနေကြတာ။ဟုတ်တယ်။အဲ့ဒီကနေစကားကောင်းပြီးအိခန်ဒီမှာပြန်ပြစ်ခဲ့ကြတာ။ငတုကလည်းဝင်ပြောတယ်။သူ့ပုံစံအောင်တစုံတစ်ခုမတင်ကားစရာပြည့်ရွေးနေတာမျိုးရှိလား။မရှိဘူး။ဒီကိစ္စဒီရင်ပြီးစီးခဲ့ပြီ။ဆက်လက်စုံစမ်းပေမယ့်ရေရာတဲ့အဖြစ်ကိုမရခဲ့ဘူး။ဒီလိုနဲ့နောက်တနကြာမှာ ရွာထဲကမောင်ထွေးဆိုတဲ့တယောက်ပျောက်ပြန်ရောမောင်ထွေးရဲ့ပျောက်ဆုံးမှုကလည်းရှေ့ကလူပြိုကြီးများထောင်းလိုပဲအစာအနာတော့ရှာမရခဲ့ဘူးတရွာလုံးပြန်ရခန့်ရပြန်ပေါ့လူနှစ်ယောက်တနှချားပြီးပျောက်တယ်သိမ်မမသိရှင်မမသိမိသားစုတွေစိတ်ပူကြရတယ်ရွာသူရွာသားတွေပူပန်ကြတယ်သိဆုံးတာကလည်းကလေးတငယ်တယောက်မှမပါယောက်ျားသားအရွယ်ကောင်းနေကြည့်ပဲဒီတော့နောက်ထပ်လူပျောက်ဆုံးမှုဖြစ်လာမယ်ဆိုရင်လေအရွယ်ကောင်းသူ လူနဲ့သူလူပြိုလူလူယောက်ျားရဖြစ်နေမယ်ဆိုတာအားလုံးချိန်မိကြတယ်။ဒါကြောင့်လဲသားလူပြိုမောင်လူပြိုအခုလူပြိုတွေကိုသွားလာစင်ကျင်မှုတတိပေးကြရတယ်။ဒီလိုဖြစ်နေတဲ့ကြားရရကိုနောက်ထပ်ဖိုးလူဆိုတဲ့တယောက်ပြောက်သွားပြန်ရော။ဒီအချိန်မှာတော့တရွာလုံးရဲ့ပူပန်မှုတွေအမြင့်မဆုံးစိုးရိမ်မှုရောက်ကြပြီ။သွားရင်လာရင်ဖော်ပေါင်းနေမှသွားကြလာကြရတဲ့အဖြစ်လာကြတယ်။တရွာလုံးကအခုလိုပူပန်ကြောက်ကြနေပြီမေ။ဘာမှမပူ။ အေးလူလူပဲပြုံးမပြက်မလှမပြက်ပဲနေနိုင်သူကမအေးစိန်ပေါ့မအေးစိန်ရတော့သူ့မူနဲ့သူနှမြဲပမြဲသပင်းရှိတွေကိုဖြန့်ချပြီးချက်ထင်းရွာတဲ့သွာလာစေပဲအေးစိန်ရေးအေးစိန်အေးစိန်တယောက်အိမ်မှာဟင်းချက်နေတော့အိမ်ရှိဘက်ကမိမတယောက်ရဲ့ခေါတန်းကိုကြားရတယ်ဘသူလဲငါမဆင်ဒီမိမဘာလာလုတ်ပြန်တာပါလဲမဆင်ဆိုတာတင်ရွာလုံးရဲ့ရွာစော်အင်းတကာနဲ့စကားပေါင်း16000လှည့်လင်းပြုံးစုတက်ပြီးတော့ အင်းရွေစီကကက်မြောင်ပြီးစားတော့တတ်တယ်။မစင်ကအရင်ကသူမစီကိုလာစားမရှိဘူး။အခုလာတာကိုမအေးစိတ်မနစ်မြို့။ဒါပေမဲ့လေသတင်းလေးပါလေးရလို့ရညာလို့တွေးလိုက်မိတယ်။ဒါမစင်ရဲ့မအေးစိတ်အိန္ဒိယကနေအတန်ပြန်ပြီးသူ့လက်ထက်ကခုတ်ထည့်နေဖက်ထားတဲ့အသားစလုံးကြောင်ရင်နဲ့ထည့်ပြီးတော့အင်းရှိကိုထွက်လာတယ်။အင်းရှိမှမစင်ကတန်ရစီမှာထိုင်ရင်းရှိနေတယ်။ဘာကိစ္စတော့မစင်ပြောစရာရှိလို့အေးစိတ်ရဲ့ပြောလေတခြားတော့မဟုတ်ပါဘူး။ ရွာထဲမှာလူတွေပြောင်နေမှလားအဲ့ဒီတွယ်တရင်နေအမျိုးမျိုးထွက်နေတာ ਈ အေးစိန်မျက်မှောင်ကြုံပြီးစိတ်ဝင်စားရဟန်ဖြစ်သွားတယ်ဘလူတွေတရင်ထွက်လို့တော့မဆင်ရအစလူတက်တာကိုပါတော့တရင်ထွက်နေတာအခုတော့အဲ့ဒီလူမဟုတ်တော့ဘလူဖြစ်သွားတော့ဘလူဖြစ်ရမတော့ ਈ တို့ရတောင်ဘက်ကဖះသိတယ်မို့လားသိရလေအဲ့ဒီဖះမှရှိရဲ့တိုက်ကတိုင်နှန်းရှင်မှလာလာခေါ်သွားတာလေတော့ဟင်မိစိန်စိန်တွင်းကရည်ချင်မိပြီမေထိမ့်လိုက်ပြီးအန်ဩဟန်မေပြူတယ် မစင်ရဆက်ပြောတယ်တိုင်တန်းရှင်နဲ့တိုင်တန်းရှင်မှာစိတ်ဆိုးနေတာတဲ့ဒါကြောင့်တိုင်တန်းရှင်မှာလူယောက်ျားတွေကိုပြူစားခေါ်ယူပြီးသူလည်းတိုင်တန်းရှင်ကိုအရွယ်တိုင်နေရဆိုပြီးဒီအတွက်လင်းလို့သူကလည်းပြန်ပြီးတော့အရွယ်တိုင်နေမယ်တဲ့ရွာလေးကလက်ပြလှရုပ်ရည်နှားရဲ့မိမတွေသတိထားလို့ပြောတယ်ဒါကြောင့်ညီကငါတခုတည်းရလာပြောရတာအဲ့ဒါဘသူကပြောတာတော့ရွာထိတ်ကနဲ့ကတော်ကြီးအမေဆန်းပြောတာလေသူ့အဆောင်နဲ့ကလာပြောသွားတယ်တဲ့မေးစိန်သူ့စိတ်တွင်းရနေ ဟုတ်မှန်းပြောတတ်တဲ့နဂရိုကြီးကိုကျေးဇူးတင်မိမလို့တော့ဖြစ်သွားတယ်။သူပြောကအခုလူတွေကိုအာယုံပြောင်းသွားစေတယ်မို့လား။အစလူတက်မှုလို့ဘာလို့ဆိုတော့တရွာလုံးကသတိထားစောင့်ကြည့်နေတော့သူမကကိုရှိန်တက်ရမလို့ဖြစ်ခဲ့ရတယ်။ဒီလိုကြောင့်လေနောက်ဆုံးသားကောင်ဖိုးလူကိုသူမခဲရခဲစေဖမ်းခဲ့ရတာ။ညီသွားရလားသတိထားတော့ကိုမမြင်ဘူးတဲ့တစင်းယောက်ျားတွေဘာတွေနဲ့ဆိုရင်ဝေဝေရတာရှောင်အေး။ဘာလို့ရှောင်ရမလဲမစင်။ဟဲ့တိုင်နှန်းရှင်ကလူရောက်ဆောင်ပြီးတော့ဖမ်းမာတယ်လေ။ အင်းလေ तू ကလှရည်သူလွတ်လပ်တဲ့သူဖမ်းပါ ਈ ။ညီအခုဆိုရင်တယောက်လုံးမှအလှဆုံး။ပြီးတော့တယောက်ထဲနေတာဆိုတော့ငါစိတ်ပူလို့လာပြောတာ။မေးစင်ကသူ့စကားတွေကိုခက်ဖို့ဖို့ပဲနားထောင်နေမှ မစင်ရိပ်မိသွားတာမို့သူ့ဘက်ကနေ စကားကိုဖြေလျှော့တိမ့်သွင်းနေ။အေးမှမစင်ရဲ့လာပြောပေးလို့လေသူကျေးဇူးတင်ပါတယ်။ရပါလေအေး။တွားရင်လာရင်ထမင်းစားချင်တော့ရောက်ပြီးရော။မစင်ဘက်ကထမင်းစားချင်လို့စကားခေါ်မှန်းမေးစင်တိနေတယ်။ဟုတ်ပါနော်။ ချိန်နေရာလေးမြင်လိုက်တာဒါနဲ့မစင်ရောထမင်းစားပြီးပြီလားဘယ်စားရမလို့အေးသူ့မှာကြားတဲ့တဲ့ရင်အတွက်စိတ်ပူလို့ရွာရဲလိုက်ပြောပေးနေတာစားနေပြီပေါ့ထမင်းစားသွားပါလားအေးနေပြောမှပဲစားတယ်လို့လို့ရှိနေတယ်သူ့မစင်ကိုထမင်းကြွေးမယ်ခဏစောင့်သွားထည့်လိုက်အောင်မေးအေးမဖြစ်လို့သာစားရတဲ့ဟန်နဲ့မစင်ပြန့်ပြေးတယ်မေးစိန်အိမ်ထဲဝင်သွားတယ်ပြန်ထွက်လာတော့ထမင်းစလုံးတစ်ခုထဲမှာ ထမင်းရောဟင်းမှထည့်လာတယ်ထမင်းမှာငပိရည်စန်းထားတယ် တို့စီအရွက်တို့လည်းပါတယ်။ဒါဟင်တုံလေးနှစ်ခုကလည်းသမင်းစလုံးထဲမှာပါတယ်။မစင်ကသမင်းစလုံးကိုကြည့်ပြီးမတိမတာနဲ့ဒရီမျိုးချမိတယ်။ရှော့မစင်စား။မေးစင်ကသမင်းစလုံးမစင်လက်ထဲလှမ်းထည့်ပြီးပြောတယ်။မစင်လည်းသမင်းစလုံးယူပြီးတော့စားတော့တယ်။မေးစင်မစင်စားနေတာကိုကြည့်ပြီးပြုံပြုံကြီးနှုတ်နေတယ်။မစင်ကသမင်းကိုစားရင်ဒါတော့စားမိချိန်ကြတော့အေးစင်အသားကောင်းလိုက်တာ။ဘာသားလဲ။ရှော့ကြတာမေးစိန်နှုတ်ကနေ လူခနေပြောလိုက်မိတယ်။ဟင်ဘလို့အဲမဟုတ်ပါဘူး။တွေးလွန်ပြီးတော့ရောင်းသွားလို့အေးစိန်နော်ညီမစင်ရမအေးစိန်အတွင်းကိုသူတိချောင်းစကားရောပြီးတော့ပြောတယ်။မအေးစိန်ကပြုံးပြုံးကြီးနှုတ်ရင်းတကယ်တွေးလွန်သွားလို့ပါမစင်ရဲ့။အေးပါဟေ။မေးနေတာဖြစ်ရော။ဒါကတော်တော်စကောင်းနေ။အော်အဲ့ဒါဟုတ်ကြာကြာသားအဲ့ဒါကြာသားတော်ယုံတန်ယုံဝတ်သားကြက်သားရဲ့လို့လင်းလွေပြောရင်မယုံနိုင်ဘူးဆိုတာသိရတဲ့အတွက် မဖြစ်နိုင်တဲ့အတန်းကိုမေးစိန်ပြောလိုက်တယ်။ဒါမှလေပထမရှောင်းရမ်းပြီးပြောမိတဲ့စကားကိုလေကာယာရှောက်မိမို့လား။မစင်ရသူ့နဲ့ထင်ရဟင်းတော့တေချာကြည့်နေတယ်။ကြားသားဒီနို့လား။ငါတခါမှဒီနို့ရတာရှိရဲ့ဒါမစားဘူး။စားကောင်းတယ်နော်။အင်းညပြန်ရတော့။တဖက်ရွာမုတ်ဆွေးကြီးနာပုတ်သွားတာ။တဖက်ရွာမုတ်ဆွေးကြီးဆိုတော့ဥပုပြောရလား။အင်းဟုတ်တယ်။မိကုန်းကြီးဆက်လာတော့မေးစိန်ပေါက်ဆက်ဆက်ကြည့်လိုက်တယ်။ ီနူရဲ့ညို့ဘာထွက်လာပို့တာရောသူ့ကိုကြိုက်နေလို့တော်ရဲ့ဟုတ်လားညောမိကုံကပူပူများလာလို့မရေးစိမ်စိတ်မရှိတော့ဘူးမဆင့်တော်ထမင်းစားမလားမိကုံထုတ်မလားဩအေးထမင်းစားမပါဟစားမဖြစ်စားတော့ကျုံနောက်ပြီးမှဟင်းချက်တာတန်းလိုင်းတော်မလားစဘူးလားထုံးလို့အဲ့ချောက်ခံပေးနေရဩအေးပါဟေးအေးပါမိကုံထက်မမေးတော့နဲ့တော့ထက်မေးရင်တော့တော့စီရထမင်းမကန်ကျုပ်ပြန်ယူရလိမ့်မယ်မေးစိန်စကားကြောင့် မစင်ပြပြတဲ့လေးဖြစ်သွားတယ်။အမလီမမီးနဲ့ဆိုမမီးတော့ပါဘူးအေးစင်ရဲ့။ငါကြားသားလေးတော့ကိုုံစားပြရစီဦး။စားစားပြီးရင်ပကံထားခင်လိုက်တော့မအေးစင်စူဆောင်ပြောပြီးအိမ်ထဲဝင်သွားတော့တယ်။မစင်ကတော့ကြိုက်မရှက်ငိုင်းမရှက်စူးစွန်းလိုပဲအိမ်ရှင်မကြည့်တော့ပြီမေ။သူစားနဲ့စားဖြစ်နေတဲ့ကြားသားကိုစားကောင်းပြီးဆွဲမှတ်နေပြီမို့ပေးခဲ့ပြီးကုံစင်အောင်စားနေတော့တယ်။ညနေချင်းမအေးစင်တယောက်ခန်းထဲမှာမအိပ်သေးပဲမှန်ရှိမှထိုင်ရင်းရှိနေတယ် 你他妈,妈,妈的，是谁？妈跑去楼下那里，你那些都不一样，差点露屁股，又来了，没事阿米勒你都骗的。好的，这里说手毛，把账面打的最那打的，啊，你他妈的，怎么没事呢，把这张追命慢慢了，头，谁的最高呢？打输了，昨晚路西多，这丽怎样心里没的，你不要记着。 ဒီကောင်မဖွားလို့ခုနောက်ဆိုရင်ရွာတဲ့တရင်ကပြန့်လောက်ပြီညီတကယ်စိုးတာပဲကျမတကယ်မှားပါတယ်အေးငါတို့သဘောတူထားတာတော့ညီမမေ့နဲ့နော်ဟုတ်ကဲ့မမေ့ပါဘူးရှင်မမေ့ရပြီအခုကိစ္စထားတော့နောက်တခါတော့ထပ်မဖြစ်စေနဲ့မနဲ့ပြန်ကြရင်နောက်ထပ်သားကောင်ရှာပွေထားဟုတ်ကဲ့မှန်ပုံမှန်အတိုင်းပြန်လေဖြစ်သွားတယ်မှန်နေရမအေးစင်ရဲ့ပုံရိပ်ကလည်း တာမန်ပုံရိပ်တစ်ခုလိုဖြစ်သွားတော့တယ်။မအေးစိမ်မှန်ရှိမှငူငူကြီးထိုင်ရင်တယောက်တည်းထိုင်နေမိတယ်။တွေးတွေကနုံငယ်တဲ့အချိန်တွေစီဦးပြန်ရောက်သွားတယ်။တီကြပြောရရင်လင်းဖြစ်သူစုံပွားခံဒီအချိန်တုန်းကဒီတော့ကမအေးစိမ်လင်းဖြစ်သူနှိပ်စက်ထားလို့ပိန်နေရဲ့ခန္ဓာကိုယ်နဲ့လူပုံကညှဉ်းနှွမ်းနှွမ်းစိတ်တက်တွေကလည်းအလုံးစုံကြဆင်းနေမိတယ်။တည့်ရသားမှာမအေးစိမ်တယောက်အရှိမထမင်းလာတောင်းတဲ့အမေကိုတယောက်ကိုတနာစိတ်ပြင်းပြမိပြီး အင်းရရှိရဲ့ထမင်းချို့ကျွေးနိုင်မိတယ်။မေဦးကြီးကထမင်းစားပြီးမအေးစိန်ကိုကျေးဇူးတင်စကားမဆိုဘဲခက်ဆူးဆူးတစ်ချက်ကြည့်ပြီးတော့ထွက်သွားတယ်။လင်းဖြစ်သူပြန်ရောက်လာတော့ဒီကိစ္စကိုဒေါသပုံထပြီးမအေးစိန်ကိုလှိမ့်နေအောင်ရိုက်တော့တယ်။နှကန်းတွေပေါက်ပြင်းညနာတွေဖူးယောင်ပြီးခန္ဓာကိုယ်အနှံ့နာကျင်လွန်းနေတယ်။ညဘယောက်တော့လင်းဖြစ်သူကမူယူပြီးတရှူရှူအိမ်မောကျနေတဲ့ချိန်မအေးစိန်မအိမ်နိုင်ဘူး။မှန်ရှိမှသူမရှာထားတဲ့ဒဏ်ရာတွေကိုကြည်ရင် မျက်ရည်တွေကျဆင်းပြီးဝမ်းနေနေမိတယ်။သူမမိဘမောင်ပွားတွေမရှိတော့တဲ့သူအာကိုရဖြစ်ပေတူးစီကိုအရာရာပုံအပ်ခဲ့မိတယ်။ဒီတော့ကပေတူးကလည်းတောက်စားအနေချင်းပဲရှိပြီးမေးစိန်ပေါ်ကောင်းပြလွန်ခဲ့တယ်။တင်းတော်ရသားကြကစားသည့်ပေတူးကကောင်းပြီးခဲ့တယ်။နောက်ပိုင်းကျတော့ဘလူးဖြစ်တယ်မသိပေတူးတယောက်စားတိပြရလားပါလားမိကုံရှမ်းကိုစိုးသွမ်းတော့တယ်။မေးစိန်ပေါ်ကုထီးနဲ့ရောက်လှုပ်လာတယ်။နောက်ပိုင်းမှာတော့ငူယူလာတိုင်းစိတ်အလိုမကျတာနဲ့ ညူမင်းဆွေးတဲ့အထိတိမ့်ရိုက်တာတွေပဲခံရတော့တယ်။တွေးနွန်သွားတဲ့မအေးစိန်ရိုက်ခံရတဲ့ဒဏ်ရာတွေကိုကြည့်ပြီးတော့ဝမ်းနေနေမိတယ်။ဒီအချိန်အေးစိန်ရုတ်တရက်ဘယ်ရောက်မှမသိတဲ့မိမတယောက်ရဲ့ခေါ်တန်ထွက်ပေါ်လာတယ်။မအေးစိန်လိုက်ရှာကြည့်မိတယ်။အေးစိန်ငါဒီမှာအတန်းအထက်ပြီးတော့ထွက်ပေါ်လာတယ်။ဟင်မအေးစိန်ကြည့်မိတော့မှန်တဲ့ကသူမပုံရိပ်ကသူမကိုပြန်ခေါ်နေတာမို့တရင်ကတော့ကြောက်သွားမိတယ်။ ညီသိပ်ဝမ်းနေနေတာအေးစိန်ပုံရိပ်ကစကားထပ်ပြောတယ်ဘာကြောင့်မှမသိမအေးစိန်ဝမ်းနေသွားတယ်ညရီတွေစီးကြလာတယ်ဝမ်းမနေနေစမ်းမှနေအေးဒီကောင်သိပ်မရိုင်းနေစွာငါသိတယ်ညီကတီးခန့်လွန်တော့ဦးဣအခုစကားပြောတာဘသူလဲနေလေကညီငါ့ကိုထမင်းကျွေးလိုက်တယ်လေထမင်းကျွေးလိုက်မိတဲ့အမေဦးရဲ့အသွင်ပြင်းကိုမအေးစိန်မြင်အောင်မိတယ်ခုကတော့အဲ့ဒီပုံစံမဟုတ်ဘူးသူမနဲ့ထက်တူကြတဲ့ပုံရိပ်ဖြစ်နေတယ် ညီကိုငါကဲတင်ပေးမယ်အေးစိန်ဒီမယ်ကြည့်ညီဒီလိုပုံစံမျိုးဖြစ်ချင်လားမှန်နေရမအေးစိန်ရဲ့ပုံစံတရားတန်ကြက်တွေပျောက်ကင်းသွားရုံမကလွန်မင်းလှပပြည့်ဖြူပြီးစက်တီဖျားဖျားပြည့်စုံနေတဲ့တွင်ဖြစ်သွားတယ်နှားလိုက်တာအဲ့ဒါညီကိုတိုင်းပဲအေးစိန်ရှင်ငါမေးတာကိုအရင်ပြေအောင်ညီအခုမြင်နေရတဲ့ပုံစံလိုဖြစ်ချင်လားအိုးဘလို့တော့မေးတာလဲရှင်ဖြစ်ချင်တာပေါ့ဖြစ်ချင်ရင် ညီငါခိုင်းတာတွေလှုပ်ပေးနိုင်မလားကျမဘာလှုပ်ပေးရမှာလဲလူတက်ပေးရမယ်။အိုးလူတက်ရမယ်။ကျမဘလို့များတက်ရဲပါမလဲ။ညီတက်เสียမလို့ပါဦးရင်ညီကငါးစာလှုပ်ပေးရုံပဲ။တက်တာငါတက်မယ်။ဖြစ်ဖြစ်ပါမလား။မဖြစ်เสียဘာအကြောင်းရှိလဲ။ညီကိုလက်တွေ့ပြမယ်။ညီဟိုကောင်ချစ်သေးလား။မချစ်တော့။တန်ရောစင်ရော မရှိတော့ပါဘူး။အာကိုရမရှိလို့သာမိတွေ့နေရတာ။ကောင်းပြီနီ။ ဒါဖြင့်အဲ့ဒီကောင်ကအရင်တက်ပြန်မယ်။မေးစိန်ကြည့်နေမိတော့မှပဲမှန်ထဲမှာရှိနေတဲ့သူမရဲ့လှပလွန်တဲ့ပုံရိပ်စီကနေလက်တစ်ဖက်အပြင်ကိုထွက်လာတယ်။ပြီးတော့ရှေ့နေရလာပြီးအိမ်မောကျနေတဲ့ပေတိုးစီကိုရောက်သွားပြီးတော့ဝေးတကောင်လိုပဲပေတိုးရဲ့ပါဇက်ထဲတိုးဝင်သွားတော့တယ်။ပေတိုးတယောက်အိမ်နေရလန့်နူပြီးရုံးကန်တော့တယ်။ဒါပေမဲ့ပါဇက်ထဲဝင်နေတဲ့လက်ကြီးကြောင့်ခဏအတွင်းမှာပဲရုံးကန်နေရငြိမ်သက်သွားတော့တယ်။ဒီကနေစတင်လို့မအေးစိန်ရ အမေဦးရဲ့စိတ်ခိုင်းမှုတွေအတိုင်းဘာပဲဖြစ်နေဖြစ်နေတသွေးမတိန်နိုင်လန်လှုပ်ဆောင်ပြီးတော့တာပဲ။ငါပြုံလိုက်တာလှမြင်ဟာ။မောင်ဦးတရားမျက်နှာထားမှုရတယ်လို့ပြုံးပြနေတယ်။အေးပေါ့ကွာ။မုတ်ဆူးမှဆိုပေမဲ့တရားလုံးကပုရိသတွေရဲ့တက်မှတ်မှုကိုခံရတဲ့သူစီကတုံ့ပြန်ချက်ကိုမင်းရှားခဲ့တာသိကောင်းတယ်။မင်းပြုံရမှာပေါ့ကွာ။လှမြင်ရတငယ်ချင်းအတွက်မူရိတာစကားဆိုတယ်။တကယ်တမ်းတော့သူ့ရင်ထဲမှာ မောင်ဦးကိုမနာလိုဝင်တို့ဖြစ်မိတယ်။ဒါပေမဲ့လည်း ငယ်ရဲရတကုတ်တစိမ့်လိုပေါင်းလာတဲ့သူရီးဆိုတော့နားလေမှုနဲ့ဝင်းတုံမှုမှာဘုဘက်ဒီဘက်အလူရက်ဖြစ်နေရတယ်။ဒါလည်းဘလို့မှထိမထားတာပါကွာ။ငါ့ကိုလေဖြေပြန်ပေးတဲ့မအေးစင်ရဲ့မျက်နှာကိုငါအခုထိမေ့မရဘူး။တကယ်ပါကွာ။ရှင်နေကိုစူးနေနေတာပဲ။ငါမအေးစင်ကိုအတိယူမှာပါကွာ။မောင်အေး။ဟေး။ငါလည်းမင်းကိုအားကျရဲကွာ။အားကျတင်တာပေါ့တငယ်ချင်းက။မအေးစင်ကိုမင်းလေးချစ်နေရဲဆိုတာငါသိတာပေါ့။အေး။ငါဝန်ခံပါတယ်။ ။ငါလည်းသိပါတယ်ကွာ။ဒါပေမဲ့ငါ့မှာရင်ပွင့်ဖို့ရာမင်းမဲရှိတာ။ပြီးတော့မအေးစင်ရဒီကိစ္စကိုဘသူမှမပြောရအောင်လို့မှားထားတာ။ငါမင်းမို့လို့ပြောပြတာ။မအေးစင်ရဒီလိုမှားထားလား။အေး तू ရှက်လို့တဲ့။အင်းပေါ့လေ။ဒီနောင်ကြပြီးသားတပင်လဲလို့တပင်ထူတာဆိုပေမဲ့အခုမအေးစင်ရတိတ်နာရဲ့သူမို့လား။ तू ရှက်တင်ပါလေလေ။မောင်ကြီးကချစ်တဲ့မျက်စိနဲ့ကြည့်ရင်သူ့ကိုအမွန်းတင်နေတယ်။လှမရတော့ဒီလိုမတွေးမိဘူး။ယောက်ျားနဲ့မိန်းမ နုနဲ့သူချင်းချစ်ခင်ရမှာအချစ်ရဲ့အတွက်ရှင်ဖွင့်ရဖွင့်ချောင်းတော့လူတိုင်းရှိမှာပဲလေမိဘမောင်ပွားတွေမသိစေနူတာမျိုးတော့ထားပါတော့အခုကဘသူ့မှအတိမပေးရဘူးဆိုတော့စဉ်းစားရတော့ခက်ခက်ပဲငါသွားလိုက်မယ်အင်းကနွားတွေရေချဖို့ခိုင်းတာလုပ်ပေးဖို့ရှိသေးတယ်အော်အေးအေးမောင်အေးထွက်သွားတော့နှမြင့်တရားငူငူငန်ငန်ကြံခဲ့တယ်ရှင်ထဲမှာတော့တွင်းဟာတွေပလုံစီလို့မအေးစိန်ကိုပဲနှမျောမိတာလားမောင်အေးကိုပဲမနာလို့မိတာလားဒါမှမဟုတ် ကြားတစ်ခုခုအတွက်ကိုပဲစိတ်ထင်နေရလားမသိစိတ်တွေကတော့တကယ်ကိုနေရခက်နေမိတယ်။တမမြင့်တယောက်တည်းပဲနေချင်မိတယ်။ဒါကြောင့်ဘာရင်မဟုတ်ခြေလန်းနေရွာပြင်ကိုထွက်ခဲ့မိတယ်။ရွာပြင်ကိုရောက်တော့ညောင်ကျက်ပင်အောက်ကိုဝင်လိုက်တယ်။ကွင်းပြင်ကိုဖျက်ဆီးပြီးတိုက်ခတ်နေတဲ့လေတွေကလမမြင့်ကိုပါထိပါတိုက်ခတ်နေတယ်။ဟေးတေးထားစမ်းလမမြင့်တွေ့ဝင်ရှိနေတော့ပေါ်ဟစ်တန်ကြားမိပြီးအဝေးစီကအပြေးနာနေတဲ့လူတယောက်ကိုလှမ်းမြင်မိတယ်။အမတ်မထေငေးကြည့်မိရင် တဖြည်းဖြည်းအနည်းကိုရှောင်းလာတော့လူလုံးကွဲလာတယ်။အယူတယောက်သပင်းစုပ်ွားဝေစားစုပ်ပြန့်နေတယ်။လွယ်တနှုံးနဲ့လွယ်ထားတယ်။ကွာကြားမှာတော့ဦးနဲ့ချောက်တစ်ခုကိုမြင်းဖြည့်ခွာစီထားတယ်။ကြည်နေရင်အယူကလက်မြင့်ရှိရာသစ်ပင်အောက်ကိုရောက်လာတယ်။သူ့ရှိမလန်းမကန်းစီမှာရက်တန်သွားတယ်။နင်ပြောတာဒီပါပဲလား။ဟင်။အယူကပြောလိုက်။လက်မြင့်သူ့ကိုပြောတယ်ထင်ပြီးကြောင်အန်းသွားမိတယ်။ဒီပါပဲလားလို့ငါမေးနေရလေ။ခမရာချုပ်ကိုမေးတာလား။ တမင်းသူ့ကိုမေးတယ်ထင်တယ်ပြန်မေးမိတယ်။အယူကလက်ကပြီးတဆုဒီဝါနေရှာနေရဲ့ပိန်းတော်ရွာပဲပေါ့။လမင်းကြည့်နေရင်အယူကတယောက်တည်းပြောနေတာဖြစ်ပြီးတော့သူ့ကိုပြောနေရမဟုတ်မှန်းသိမိသွားတယ်။ဒါဖြင့်လဲရွာထဲဝင်ကြတာပေါ့။အယူကပြောပြီးလမင်းကိုတစ်ချက်တောင်မကြည့်တော့ဘဲရွာဘက်လှမ်းထွက်တယ်။ဒါပေမဲ့ညောင်ပင်ရိတ်ကိုမလွန်ခင်အယူရဲ့ခြေနှန်းတွေတုန်ကနေရက်သွားပြီးတရွာလုံးမကောင်းတဲ့အငွေသက်တွေပြန့်လို့ပါလား။ သွေးညင်နှံ့တွေလည်းရနေတယ်။အယူစီကရေရွတ်တန်ကြားရတယ်။အယူကသူ့စီကိုလျှောက်လာတယ်။လှမြင်လေကို့ဘူးနဲ့ကို့မို့မတိတရားပြုတ်နေတယ်။ဖိတ်ကောင်လေး။ဗျာ။နင်းကဒီရွာလား။ဟုတ်တယ်။ဘာလို့ဖို့လဲ။မေးစရာရှိတယ်။နင်းတို့ဒီရွာထဲမှာမကောင်းတာတခုခုရှိနေတယ်။ဘာတွေဖြစ်ခဲ့ပြီးပြီလဲ။ငါသူ့ရောနှစ်သားလေးကိုပြောပြစမ်း။အယူရဲ့မေးမြန်းမှုအဆုံးလှမြင်ကရွာမှာလူတွေပျောက်နေတဲ့ဖြစ်ပျက်ကိုတမ်းပြီးတော့သတိရမိတယ်။ ျုပ်တို့ရမှာလူတွေပြောင်းနေရဲ့ဗျ။ဘယ်နှယောက်ရှိပြီလဲ။၃ယောက်။အဲ့ဒီလူတွေတေးကုန်ပြီ။ဟင်။ယူရဲ့ရုတ်တရက်ပြောမှာလှမြင့်ကြောင်းအန်းသွားတယ်။ခမရဘလို့သိရလဲ။သွေးညင်နဲ့တွေပြီးတော့ဟင်းနဲ့တွေသူတို့တက်ပြီးတော့ဟင်းချက်စားနေတယ်။ဗျာ။တေးကိုအရေးကြီးနေပြီ။ကောင်းလေး။နေငါ့ကိုကူညီနိုင်မလား။ယူကရေးကြီးတုတ်ပြန်ဟန်နဲ့ပြောလာတော့လှမြင့်လည်းသူကြားတာတွေအတွက်စိတ်ကပူပန်လာတယ်။ကျုပ်ကူညီမယ်။ကောင်းပြီ။တပြည့်နေခုရွာထဲကိုပြန်ပြီး တမှုထူးတဲ့တရင်တစ်ခုနောက်စုံစမ်းရှာဖွေကြည့်ပေးပါ။ငါဒီမှာပဲရှိနေမယ်။ဟုတ်ကဲ့။ဒီအကြောင်းဘသူမှမသိစေနဲ့နော်။ဟုတ်ကဲ့။လမ်းမြေနေရာနေအပြေးထွက်သွားတယ်။တစေးခမားလေးရွာထဲကိုဝင်။ဘယ်နေရာဘေးအိမ်ကတာမန်မဟုတ်တဲ့လူသားရင်းချက်စားနေရလဲ။လိုက်ရှာဖွေကြည့်။ဟုတ်ကဲ့သူတော်။မိမိသားစုကိုနောက်မှရှာနော်။ဒီကိစ္စအလွန်ရေးကြီးတယ်။တရားခန်းကဘသူလဲဘာလဲငါမသိရသေးဘူး။နောက်ကျသွားရင်နင်တို့တွေရောအလုံးပြုတ်ပြုတ်ပြုံးနေတဲ့အထိဖြစ်သွားနိုင်တယ် ဟုတ်ကဲ့သူတော်တစီကြီးပါလှမြင်နေမရှိမနှောင်းရွာရဲပြေးဝင်သွားတယ်ဒီနောက်တော့အယူကညောင်ကျက်ပင်ရဲ့အနောက်ဝင်လိုက်ပြီးတမင်ခွေထိုင်ပြီးတော့ကြောက်ရွံ့လို့ငြိမ်သက်သွားတော့တယ်သူတော်ရဲ့နန်းစိတ်ကဇီးဒီတစူစီကိုလွင်ကနေလျှောက်သွားတယ်ဇီးဒီဘောစီမှာသူ့ရဲ့ဆရာဖြစ်သူဦးစာတီရသမထထိုင်နေတယ်သူတော်အနားကိုချင်းကပ်သွားတယ်သူတော်ဒီတခါတော့ကိုယ်တိုင်ကိုယ်ကျရောက်လာခဲ့ပါလားဖိုးကကျုပ်လာမှကိုကျူတိနေရလားတိနေတာပေါ့ မင်းကြုံနေရတာကိုလည်းဖိုးသိတယ်။သူတော်အဲ့ဒီကျွမ်းမှာမကောင်းဆိုးရွံ့မှန်ထောင်ကဝေမလို့ခေါ်တဲ့သူပဲ။သူတို့ချင်းချင်းပညာပြိုင်မှုမှာသူရှုံးနေနေ။သူခန္ဓာမကြခင်ပြတ်တော်မှာမလို့သူစွန့်ခွာခဲ့လိုက်ပြီ။သူခန္ဓာကိုပြန်ရဖို့လိုတယ်။ဒီအတွက်သူအားဖြည့်ဖို့လှုပ်ဆောင်နေ။သူကအဲ့ဒီကျွမ်းမှာပုံကွယ်ရင်လူသားကိုမမက်မမောစားသုံးပြီးတော့အားဖြည့်နေတယ်။ကျွမ်းသူတယောက်ကိုမက်လုံးပြီးမြှုပ်ဆွဲပြီးသူ့အလိုဖြည့်ဆွက်ခိုင်းတိုင်းအချိန်ကြာရင် အဲ့ဒီရွာသူရဲ့ခန္ဓာကို သူ့ရှူလိုက်မယ်။ပြီးရင်တော့သူ့လက်ချက်နဲ့တရွာလုံးတိတ်ဆုံးရလိမ့်မယ်။ဖះဖះကြောက်စရာကောင်းလိုက်တာ။ကြောက်စရာကောင်းနေသူ့ဆုံးမဖို့ရအတွက်ထန့်ဝိဇ္ဇာရိစီကအခွင့်တောင်းပြီးပြီ။ခွင့်လဲပြူတယ်။ပြီးတော့ဟောဒီဝေဘုံနနဘလူးမင်းတို့သာစောင့်ကြည့်ရတဲ့စီမီကိုလည်းပေးအပ်လိုက်တယ်။ဥစာတီးရသူ့တော်ကိုစီမီခွက်လေးတစ်ခုပေးရတယ်။ပြီးတော့မန်နန်တပုတ်ထပ်မံတင်ပေးပြီး သူရှိတဲ့နေရာဝန်းကိုစီးရင်ချပါပြီးရင်စီမီကိုသူရှိတဲ့နေရာဝန်းကမှန်တွေနားမှာထုံးညိပါတခုသတိထားမယ်နော်အဲ့ဒီကဝီမှမှန်ရှိတဲ့နေရာတန်းကိုသွားနိုင်တယ်ဒါတော့သတိကြီးကြီးထားစီးကိုဖောက်မထွက်နိုင်အောင်ချဖို့တော့လိုမယ်သူခန္ဓာကိုသူပြစ်ခဲ့ပြီးပြီမို့လက်ရှိမှာမှန်တွေထဲမှာပဲအမိပြုတ်နေရမယ်မှန်မရှိတဲ့အချက်မှာသူကြကြနေလို့မရဘူးသူတော့နားလေပါပြီဗျနောက်ကြနေတော့မယ်သွားတော့သူတော့ သူတို့ရဲ့နန်းစိတ်ဝင်ကနေဖြစ်သွားတယ်။ညလုံးတွေပြန်ခွင်တော့ညောင်ကျက်ပင်အောင်ပြန်ရောက်နေပြီ။ရှော့ဘက်ကနေတစိကြီးပြန်လာတာတွေ့ရတယ်။မရှိမနှောင်းတစိကြီးရဲ့နောက်ကနေလှမြင်လေခတ်တုတ်တုတ်လာနေတာမြင်ရတယ်။နှစ်ယောက်လုံးရောက်လာတဲ့အထိသူတို့စောင့်နေတယ်။တစိကြီးကအရင်ရောက်တယ်။မအီးစိန်ရဲ့အိမ်မှာသွေးညီနဲ့တွေကအဲ့ဒီကနေထွက်နေတာ။သူတို့ခေါင်းငိမ့်လိုက်တယ်။လှမြင်ကသူ့စီကိုရောက်လာတယ်။ကျုပ်ထွေထူးတဲ့တရင်တော့မရခဲ့ဘူး။ဒါပေမဲ့တရင်ဟုတ်မဟုတ်တော့မသိဘူး။ တခုတော့တီးခဲ့တယ်။မောင်တီးခဲ့ရလဲ။သူ့တငယ်ချင်းမောင်အေးကိုသူ့ချစ်သူကဒီညဘသူမှမသိအောင်အိမ်ကိုလာခဲ့ဖို့ခေါ်တဲ့ကိစ္စ။သူ့ချစ်သူကဘသူလဲ။မအေးစိင်းနဲ့သူတို့နဲ့တစီကြီးတို့အကြည့်ချင်းစုံသွားတယ်။လာမြင်ရခဲ့လို့ခမရကိုကြုတ်တခုမေးပြရစီ။မေးလေ။ခမရဘေးမှာတရားရောက်ရှိနေတယ်လို့ပဲ။အဲ့ဒါဘသူလဲ။နင်မြင်ကျင်လို့လား။အင်းသူတို့နဲ့လာမြင်မျက်နှာကိုလဝါးနဲ့အုပ်ပြီးကြားစီမြင်စီမန်တန်ကိုကျွတ်လိုက်တယ်။ မနက်ပြီးလို့လှမြင်လဲမျက်လုံးဖွင့်ရောဟာဒါဘယ်သူကြီးနေငါတစီမောင်ဦးဝေတချင်ရဒီဝါသားတယောက်ပေါ့ဒီဝါသားဟုတ်လားကဲတီကြရှင်းပြနေဖို့တော့အချိန်မရှိဘူးခြေချောင်းကုံစင်မှာဒီကပါဝင်ပတ်သက်နေသူကမအေးစိမ်စွာတေးကြသွားပြီဘလို့ကြောက်လဲဗျသူတော်လည်းမထူးတော့ပြီမို့ခြေချောင်းချုပ်ရှင်းပြတယ်ဒါဆိုလူတွေပြောင်နေရမအေးစိမ်ကြောင်ပေါ့မဟုတ်ဘူးမအေးစိမ်ရငါးစားတရခမ်းမှန်ထောင်ကဝေမှပဲသူတို့ဒီညမှာ မောင်ဦးကိုဖမ်းဆားလိုက်မယ်။ချိန်မီတားပြီးတော့တုတ်တင်ကြစို့။ဘလို့တားမှာလဲ။လာမြင်ရမေးတယ်။တဲခါသူတော်ကစီစဉ်လို့ရှင်းပြတော့တယ်။ညာတိတ်ဆိတ်လွန်းနေတယ်။မောင်ဦးတယောက်ရင်ခုန်တန်တွေတလက်လက်ဖြစ်ရင်အိမ်ထဲကနေတိတ်ဆိတ်ထွက်လာတယ်။မအေးစင်ရဘသူမှမသိစေနဲ့ဆိုတော့မောင်ဦးလည်းလူသူမမြင်နိုင်တဲ့လမ်းကိုရွေးသွားတယ်။တဖြည်းဖြည်းမအေးစင်ရဲ့အိမ်နာကိုရောက်လာတယ်။ဒီအခိုက်ပြုံးကနေသူ့ကိုဝင်ရောက်တွန်းတိုက်လာတဲ့အရှိတ်တစ်ခု။မောင်ဦးစိတ်စိတ်ကြည့်တော့အရက်ကသူ့ထက် ခေါင်းတလုံးစာလုံးမြင့်နေတဲ့လူတယောက်ခမရဘသူလဲငါတရေတရေမောင်ဤခေါင်းတစ်ပန်းကြည်ပြီးရေရွမိတယ်ဟုတ်တယ်ငါတရေပဲမောင်ဤအရှိရလူကပြောရင်းနဲ့အရက်ကြီးကရှေထွက်လာတယ်ခမရတကယ်တရေပဲအမလီတရေမောင်ဤစကားပြီးအထင်ထင်ငုံငုံရေရွရင်းရုတ်တရက်ဟိအော်ပြီးနောက်ကိုလှည့်ပြေးတော့တယ်မောင်ဤလည်းပြေးရောတရေဆိုတဲ့သူကပုံမှန်အရက်လောက်ပြန်ဖြစ်သွားတယ်မောင်နေကရေနှစ်ခုထွက်လာပြီးဘလို့လဲတစီ ူပြေးပြီဒါဖြစ်ရင်လှမြင်နင်းနှဲ့ပြီပြောထားတဲ့အတိုင်းထဲဟူလျှောက်ပြီးတော့မှန်ထောင်ကဝီမှလျှောက်လာတာနဲ့စီမီခွက်ကိုမန်တန်ရှုပ်ပြီးတော့ထွန်းပြီးတော့သူတော်အနေနဲ့ကထဲဟူဝင်လို့မရဘူးမှန်ထောင်ကဝီမှတိပြီးတော့ထွက်ပြေးနိုင်လို့လှမြင်ကိုတစင်ပြန်စီခိုင်းတာလှမြင်လည်းသူတော်တင်ပေးတဲ့မန်တန်ကိုတစ်ခေါက်ပြန်ယူကြည့်တယ်ပြီးတော့စီမီခွက်ကိုအသာဖွက်ပြီးမအေးစင်ရဲ့ဝိုင်းနဲ့ဝင်နေလှမြင်ဝိုင်းနဲ့လျှောက်တာနဲ့သူတော်ကဝိုင်းပက်ပက်လေးကိုစီးချဖို့ထွက်ခဲ့တယ်လို့ တစီမောင်အောင်ကလေမောင်ဤလှည့်ပြန်လာမှစိုးတဲ့အတွက်လမ်းခုလက်ကနေစောင့်ဆိုင်မှုထွက်သွားတော့လေ။နှမြင့်မအေးစင်ရဲ့အိမ်တကားကိုအသာခောက်တယ်။ရောက်ပြီလား။အင်း။တကားစီထားတယ်။အသာတွန်းဝင်ခဲ့။နှမြင့်အထင်းကိုဝင်လိုက်တယ်။ဟာမအေးစင်ရဲ့အိမ်ခန်းထဲမှာအဝိပလာလေးထိုင်နေတယ်။မအေးစင်ရဲ့အသွင်ကိုမြင်ပြီးနှမြင့်ရှင်ွေခုံပြီးတော့ဒီကုလုံးပူရှိန်ရှိန်ဖြစ်သွားတယ်။မအေးစင်ကမောင်အေးမဟုတ်ပဲနှမြင့်ဖြစ်နေရကြောင့်ထိတ်ပြပြီး သူ့ခန္ဓာကိုအနည်းအဝတ်တွေနဲ့ဖုံးကွယ်ဖို့ကြိုးစားရင်းမောင်အီးမဟုတ်ဘဲနဲ့ဘလို့လုပ်ပြီးတော့မင်းဖြစ်နေရလဲမောင်အီးရဲ့နေမကောင်းလို့ကျုပ်ကလာပြောခိုင်းတာမင်းစိန်ဝေခွဲရခန့်ဟန်နဲ့မှန်စီကိုတစ်ချက်ကြည့်တယ်မှန်နေရအရှိကသူ့ခေါင်းငိမ့်ပြရမြင်တော့ဟန်ပန်ချက်ချင်းပြောင်းသွားပြီးအင်းလေသူမလာတော့လေလာတဲ့သူပေါ့မင်းစိန်လှမြင့်ကိုလက်ကမ်းနေလှမြင့်လည်းမင်းစိန်စီကိုသွားရင်းဥကက်လိုက်မိတယ်မင်းစိန်ကလှမြင့်ရဲ့လက်တွေကိုစုပ်ကင်ပြီးသူမခန္ဓာကိုဖက်စီတယ် နှမြင့်ရင်တွေခုန်နေမိတယ်။ဒါပေမဲ့အဲ့ဒီစိတ်ထက်ကြောက်စိတ်ကတော့သူ့မှာပိုကဲနေတယ်။မှန်စီကိုမတိမသားနှမြင့်ကြည့်မိတယ်။ကြည်နေရင်မှန်မျက်နှာပြင်ကရေပွက်တစ်ခုလိုပွက်ထလာတာနှမြင့်မြင်တဲ့အချိန်မအေးစိန်စီကနေရုတ်တရက်ရုံထွက်ပြီးစီမီခွက်ကိုထုတ်ပြီးတော့မန်နန်ရှုလိုက်တော့တယ်။မီးတောင်လေးကစီမီခွက်စီမှာဖြက်ခနေတောက်လာတယ်။မီးတောင်စီကအလင်းရောက်ဖြာထွက်လာတာနဲ့မအေးစိန်စီကိုမှန်အေးစီရပါအတန်နဲ့ကြီးနဲ့ဟိအော်တန်တွေ တပြိုင်နက်ထွက်လာတော့တယ်။မအေးစိန်ခွေကနေလဲကျသွားတယ်။မအေးရမျက်နှာပြင်တစ်ခုလုံးသွေးရောင်လွှမ်းပြီးငြိမ်သက်သွားတယ်။မှန်ထံကဝေးမကြီးကမိခိုးအတွင်နဲ့အပြင်ကိုထွက်ပြေးပြီ။ဒါပေမဲ့အပြင်မှာ သူတို့ကစီးထက်ထက်ချပြီးပြီမို့ထွက်လို့မရဘူး။မှန်မရှိပဲပြင်ပမှာကြာကြာနေလို့မရလို့မှန်ရှိရအောင်ပြန်ပြေးကက်မိတယ်။သူမှမှန်စီကိုအပြေးကက်မိတာနဲ့တွင်းစီကနေမှန်စီကိုမျက်ခြေမပြတ်စောင့်ကြည့်နေရလှမြစီမီခွက်ကိုဂိုင်းပြီး မှန်ရဲ့မျက်နှာပြင်ကိုပြစ်ပေါက်လိုက်တော့တယ်။မှန်ဤတွင်းရနေအာကနေအိုတန်နဲ့ကြီးထွက်ပေါ်လာပြီးတပြိုင်နက်ထင်းမှပဲမှန်မျက်နှာပြင်တစ်ခုလုံးအစိမ့်စိမ့်မွားမှကွဲထွက်သွားတော့တယ်။ဒီလိုကွဲထွက်တာနဲ့တပြိုင်နက်အိုတန်နဲ့ကြီးဟာရုပ်တရက်တိတ်ဆိတ်ပြောက်ွယ်ပြီးမှန်ကွဲစရီစီကနေမိတော့တွေထားတော့ပြီးလောင်ကျွမ်းတော့တယ်။နှာမြင်လေးမအေးစိမ့်ကိုကြည့်လိုက်တယ်။မအေးစိမ့်တတိနေမိမျောနေစေပဲ။အနည်းရဆောင်းကိုယူပြီးမအေးစိမ့်ကိုလွှမ်းခြုံလိုက်တယ်။ ပြီးတော့အင်ရှိတကားတွန်းခွင်းနေချိန်ပြင်ပမှာသူ့ရဲ့ပြောပြမှုကြောင့်အစီအစဉ်တကြရောက်ရှိနေတဲ့တကြီးဦးဆောင်တဲ့လူအုပ်ကြီးကိုတွေ့နိုင်ရတော့တယ်။ဇလန်လေးရဒီမှာပဲပြီးဆုံးသွားပါပြီ။နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။